ဒီနေ့မှာတော့ကြီးမားရဲ့ဆုံးရှုံးမှုတစ်ခုကနေစပြီးလူအများရဲ့ကြီးညိုလေးစားမှုကိုခံရတဲ့ဓမ္မဆရာကြီးတို့ဖိလာခဲ့တဲ့ဘဝခရီးတစ်ခုအကြောင်းကို အတူတူလေ့လာကြည့်ကြရအောင်ပါဒီစကားကလေသူ့ဘဝတစ်ခုလုံးကိုပုံဖော်ထားတယ်လို့ပြောလို့ရပါတယ်လောကမှာကြုံရတဲ့အခက်အခဲတွေကတကယ်တော့ဓမ္မခရီးရဲ့အတွက်အားကောင်းတဲ့တွန်းအားလေးဖြစ်လာနိုင်တယ်ဆိုတော့ကိုသူ့ဘဝကြက်ကြောင်းကတက်တည်ပြနေတာပါ ကဲဒီခေလန်ရဲ့အစာကိုဖြန်သွားကြည့်ကြရအောင်သူ့ရဲ့ဘဝအစောပိုင်းကလာရီမှာကျွန်ခဲရရဲ့ရှင်းခေါ်မှုတွေကသူ့ရဲ့အနာဂတ်ကိုဘလို့ပုံသွင်းပေးခဲ့တယ်လဲဆိုတာကနေစကြည့်ကြတာပေါ့သူ့ဘဝရဲ့အစာပိုင်းကိုကြည့်လိုက်ရင်လေတော်တော်လေးကိုတာမန်ဘဝလမ်းကြောင်းတစ်ခုလိုပါပဲ1969မှာရန်ကုန်မှာမှွဲတယ်အသက်10နှစ်မှာဆွေမျိုးရင်းနဲ့တွားနေခဲ့ရတယ်ကောလိပ်တန်းရင်အိမ်ထောင်ဖက်နဲ့တွေ့ပြီး1990နှစ်မှာဘွဲရအိမ်ထောင်ပြုခဲ့တယ်အရာအလုံးကပုံမှန်တိုင်းလေးပဲအဲ့ဒီချိန်ထိလို့ပေါ့နော် အသက်ရှင်းနေရမှာတင် သူ့ဘဝရဲ့ပထမဆုံးကြီးမားတဲ့စိတ်ပိုင်းဆိုင်ရာစင်ခေါ်မှုကြီးတစ်ခုကိုရင်ဆိုင်ခဲ့ရပါတယ်။ဒီဖက်မှာမိခင်ကိုဆွဲလန်းတွေ့ရတဲ့စိတ်နောက်တစ်ဖက်မှာတော့ရှစ်ဆက်ရမယ့်ဘဝလမ်းကြောင်းကိုလက်ခံရမှာ။အဲဒီကြာကပဋိပက္ခကပဲသူတို့ဆင်းရဲဒုက္ခဆိုတဲ့ဘဝတရားကိုပထမဆုံးထိတွေ့ခံစားစေခဲ့တဲ့အတွေ့အကြုံဖြစ်လာခဲ့ပါတယ်။ ငယ်ဘဝကခွဲခွာရတာမျိုးတွေနောက်ပိုင်းကြုံတွေ့ခဲ့ရတဲ့အချက်ကြီးဒီတွေ့အကြုံဒီအားလုံးကိုချိတ်ဆက်ပေးထားတဲ့အတ္တိကတော်ချက်တစ်ခုရှိနေပါတယ်။အဲ့ဒါကတော့ဘုဒ္ဓတရားတော်မှာအင်မတန်အရေးပါတဲ့ဒုက္ခဆိုတဲ့သဘောတရားပါပဲ။ဒုက္ခဆိုတာကလေရုပ်ပိုင်းဆိုင်ရာနာကျင်မှုထက်အများကြီးပိုကျွဲပြန့်ပါတယ်။တွေ့တာမှုတွေတောင့်တမှုတွေနဲ့ထစ်လာတဲ့စိတ်ရဲ့မကျေနပ်မှုတွေမပြည့်ဝမှုတွေအားလုံးကိုဆူလိုတာပါ။ ဒီအချက်ကိုနားလည်သွားရင်သူ့ဘောမှာကျွန်ခဲ့ရတာတွေရဲ့အထီးပယ်ကိုပို့ပြီးတော့နည်းနည်းဆိုင်ဆိုင်မြင်နိုင်ပါလိမ့်မယ်။ဆွေမျိုးတွေနဲ့နေထိုင်ခဲ့ချိန်မှာအချိန်ရဲတဲ့ဆိုပေမဲ့အချစ်နဲ့အိမ်ထောင်ကြီးကတော့သင်ခန်းစာအသစ်တွေယူဆောင်လာခဲ့ပြန်ပါတယ်။တွေ့ထာမှုပိုကြီးလာလေးလေးဒုက္ခရဲ့ပုံစံအသစ်တွေနဲ့ရင်ဆိုင်ရလေးလေးပါပဲ။ဆိုလိုတာကဘဝရဲ့ပုံစံပြောင်းသွားပေမဲ့အခြေခံသဘောတရားကတော့မပြောင်းလဲဘူးဆိုတာကိုပြနေတာပါ။အခုဆိုရင်သူ့ဘောရဲ့လမ်းကြောင်းတစ်ခုလုံးကိုအပြစ်တိုင်းကောင်းလဲပစ်ခဲ့တဲ့အဖြစ်ပျက်စီကိုရောက်လာပါပြီ။ ဒီအဖြစ်ပဲကပဲသူ့ကိုတမခီးပေါကိုခိုင်ခိုင်မာမာတွန်းတင်ပေးခဲ့တာကွာချက်စင်စားကြည့်ပါစီပွားရေးအောင်မြင်နေတယ်မိသားစုဘဝလည်းတာယာနေတယ်အဲ့ဒီလိုအထွတ်အထိပ်အချိန်မှာပဲသူတို့ရှာဖွေစူးစောင်းထားသမျှအရာအလုံးတပြားတစ်ချက်မကျန်မျက်စိထမင့်အတွင်းမှာပျောက်ကွယ်ထားခဲ့ပါတယ်တကယ့်ကိုမုံတိုင်းတစ်ခုလိုပါပဲဒီဆုံးရှုံးမှုကတွေ့ရဘဝအပေါ်ထားတဲ့အမြင်ကိုတခါတည်းပြောင်းပြန်လန့်ပစ်လိုက်ပါတယ် အရင်ကဆိုရင်စီးပွားရေးနဲ့ငွေစုဆောင်ဖို့ကိုပဲအာရုံစိုက်ခဲ့ပေမဲ့ဆုံးရှုံးမှုဖြစ်ပြီးနောက်မှာတော့ကုတ္တကောင်းမှုနဲ့ဓမ္မတရားကိုသာဥတည်ပြီးတွေ့တာမှုတွေကိုဆွတ်လွန်နိုင်ဖို့ကအဓိကပါနိုင်ဖြစ်လာခဲ့ပါတယ်။ဒီဆုံးရှုံးမှုကြီးကသူ့ကိုတန်ဝယ်ကဆိုတဲ့ဉာဏ်အမြင်ကိုရရှိခဲ့ပါတယ်။လော်ကီယာရဲ့အနိတာရာမရှိမှုကိုနားလည်ပြီးတရားကိုအရေးကြီးကြီးရှာဖွေခြင်းနဲ့အစဉ်မျိုးပေါ့။ဒါဟာပိတ်ဆံဆုံးရှုံးတာထက်အများကြီးပိုပြီးနှက်ရှိုင်းတဲ့노ကြမှုတစ်ခုဖြစ်ခဲ့ပါတယ်။ဒီလိုနိုးကြားနားလဲမှုရပြီးတဲ့နောက်မှာ သူဘာဆက်လုပ်ခဲ့တယ်လဲဒီပညာဉာဏ်ကိုလက်တွေ့ဘဝမှာဘလို့အတုံးချခဲ့တယ်လဲဆိုတာကိုကြည့်လိုက်ရအောင်ပါအဓိကကတော့တလားကိုတဆိုင်မှမှအာထုတ်ခြင်းနဲ့မယုံနိုင်လောက်တဲ့ဆွတ်လွတ်ပြေကမ်းမှုတွေပါပဲသူရဲ့စိတ်ပိုင်းဖြတ်မှုကတကယ်ကိုပြင်းထန်ခဲ့ပါတယ်နတ်တော်ခုနှစ်ကစပြီးမြမပြည့်ရဲ့ထိုက်တန်တရားစခန်းနေဖြစ်တဲ့မိုးကိုတပဝံမဟာစီလိုနေရအစုံမှာနီးစနစ်အမျိုးမျိုးကိုတဆိုင်မှမှဒီလာအာထုတ်ခဲ့ပါတယ် ဒါဟာအတ္တိတရားတစ်ခုတည်းနဲ့ယက်မနေပဲလက်တွေ့ကျင့်ကြံမှုကိုဘလောက်အလေးထားသပဲဆိုတာကို ရှင်းရှင်းလင်းလင်းပြတည်ပါတယ်။ဒါနဆိုတာကလည်းဒီအတိုင်းပဲပေးကမ်းတာထက်ပိုနဲ့ဆိုင်ပါတယ်။ဒါဟာကိုယ်စိတ်ထဲကလောဘနဲ့တွေတာမှုတွေကိုလက်တွေ့ဖယ်ရှားရှင်းလင်းတဲ့နည်းလမ်းတစ်ခုပါ။သူ့ရဲ့ဘဝတည်အတွက်အခိုင်အမာဆုံးအခြေခံအုတ်မြစ်တစ်ခုဖြစ်လာခဲ့ပါတယ်။သူ့ရဲ့ဆလုံးနိုင်စံကိုအထင်ရှားဆုံးပြတဲ့ဇာတ်လမ်းတစ်ပုဒ်ရှိပါတယ်။ ်မိသားစုစာဝင်ရဲ့အတိုးနဲ့ချေးလာတဲ့ပိတ်ဆံအဲအဲ့ဒီပိတ်ဆံကိုလက်မတင်ဆရာသမားရဲ့ကြောင်းမှုတို့လိုအပ်နေတာမြင်တော့တစ္စကတ်မှမဝေဝေပဲအကုန်လုံးကိုလှူဒန်းလိုက်ပါတယ်အဲ့ဒီနေ့မှာသူ့မိသားစုစံပြုတ်တော့ခဲ့ရတယ်ဆိုပေမဲ့အဲ့ဒီလိုကြီးမားတဲ့ဆွန့်လွတ်မှုကပဲသူ့အနာဂတ်ရဲ့တကားတွေကိုဖွင့်ပေးခဲ့သလိုပါပဲဒီလိုကိုယ်တိုင်ကျင့်ကြံအထုံးမှုတွေနဲ့တရှင်သူ့ဘဝခရီးရဲ့အထွတ်အထိပ်ကိုရောက်လာပါတယ်အဲ့ဒါကတော့သူရရှိခဲ့တဲ့ပညာဉာဏ်တွေကိုတခြားသူတွေအတွက်မျှဝေပေးဖို့ဓမ္မရိတ်တာတစ်ခုကိုတည်ထောင်ဖို့ပါပဲ ဒါပေမဲ့ဒီလန်ကလည်းလွယ်လွယ်ကူကူတော့မဟုတ်ခဲ့ပါဘူး။အစားပြုဖို့အတွက်သူ့ဆရာသမားကမြေငါဧကကိုပြန်လဲဆွန့်လွတ်လူတန်းခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီမြေကတကယ့်ကိုမြေရိုင်းတော်ကြီးတက်တက်ပါပဲ။ရေမရှိ၊မြေမရှိ၊ဘာအဆောက်အအုံမှမရှိဘူး။အထောက်အပံ့ပေးမဲ့သူကလည်းလက်ချိုးရည်လိုရတဲ့အခြေအနေအရာအလုံးကမဖြစ်နိုင်ဘူးလို့ပြောနေသလိုပါပဲ။ဒါပေမဲ့သူ့ရဲ့စိတ်ဓာတ်ကတော့နောက်မဆုတ်ခဲ့ပါဘူး။ အဲဒီလိုအခဲအခဲတွေကြားကနေပဲ2018ခုနှစ်မှာသူဟာတီလာရှင်ဆရာကြီးအဖြစ်တရားဝင်ခံယူခဲ့ပါတယ်။သူတီတော်ခဲ့တဲ့အဲ့ဒီမြေိုင်းကုန်းလေးဟာအခုဆိုရင်ယောဂီ300ကျော်မိခိုအားထားရာတဘာဝဓမ္မဂရယာရိတ်သားကြီးဖြစ်လာခဲ့ပါသည်။သူရဲ့မဆုံမနဲ့စ조사မှုနဲ့ဖြန့်ဝေခဲ့တဲ့ဓမ္မတရားတွေဟာမြမဖီသွဲမာတမကမိုင်းငန်တကာစင်တီပါအသိအမဲ့ပြုချင်းခံခဲ့ရပါတယ် သူရဲ့တာသနာပြုလုပ်ငန်းတွေကိုအတိအမှတ်ပြုတဲ့အနေနဲ့မြန်မာနိုင်ငံတော်အစိုးရကဘွဲဒန်စိတ်တော်ဆက်ကပ်ခဲ့တယ်လို့ဘောဒါဘာသာရဲ့မိသားနေဖြစ်ခဲ့အိန္ဒိယနိုင်ငံကအဖွဲ့စည်းကြီးတွေနဲ့တက္ကသိုလ်တွေကပါဂုံထူးဆောင်ပွဲတွေချီးမြှင့်ခဲ့ကြပါတယ်။ဒါဟာသူရဲ့ဖြန့်ဝေမှုတဲ့နိုင်ငံတကာအထည်ရောက်ရှိသွားပြီဆိုတဲ့သက်သေပါပဲ။ဒီတော့သူရဲ့ဘဝစကြောင်းတစ်ခုလုံးကကျွန်တော်တို့ကိုဒီမေဟုံးတစ်ခုမေ့စေပါတယ်။ဆင်းရဲဒုက္ခဆိုတာကိုအမှန်တကယ်နားလည်ဖို့ ဘဝကိုမြုံနှံထားတဲ့တူတောင်ရဲ့အတွေ့အကြုံကနေကျွန်တော်ရဲ့ကိုယ်ပိုင်ဘဝအခက်အခဲတွေကိုကြော်ဖြတ်ဖို့အတွက်ဘယ်လိုသင်ခန်းစာတွေရယူနိုင်မလဲ